အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖက်တီလေးကိုမှအသေးဆွဲဖြစ်သွားရတဲ့နှက်ခမ်းညီမလေးရဲ့ဇလန်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဇလန်းလေးရဲ့အစမှာဆိုရင်တော့အင်ချုံမြို့မှာအင်ဂျင်နီယာဖြစ်အမြဲတမ်းယာတုကြထားတဲ့ဂျန်ဟော့ကအသေးရောင်အတဝါယောဂာနဲ့ဆေးရုံတက်ရပါတယ်ဒီယောဂာကတော့လေတုကနေမဟုတ်ဘဲနဲ့သွေးကနေသာတဆင်ကူးနိုင်တဲ့ယောဂာဖြစ်ပေမဲ့သူမိဘတွေကတော့သူ့စီကိုတစ်ချိန်သာလာကြည့်ပြီးတော့ကူးစက်ခံရမှာစိုးရအောင်ပြစ်ထားခဲ့ကြပါတယ် ကျန်ဟောရဲ့တငယ်ချင်းတွေကလည်းသူ့စီကိုအားပေးတဲ့ message တွေသာပို့ပေးခဲ့ကြပြီမြေရေပေါ်စီတွေလိုပဲဆေးရုံကိုတော့ဘယ်တယောက်မှမလာကြပါဘူးအခန်းထဲကလူနာတွေကလည်းကုဆတ်လူနာဖြစ်တဲ့ကျန်ဟောကိုတော့တီးတဲ့အနေနဲ့ဂရင်းတွေကြားထဲမှာကန့်လန့်ကာထားဖို့တောင်းဆိုကြပါတယ်ဒီနေရာမှာတော့တန်အဲဆိုတဲ့သူနာပြုဆရာမလေးကတော့အခြားလူတွေလိုမဟုတ်ဘဲနဲ့ကျန်ဟောရဲ့ဆေးအိတ်ကိုနမ်းပြီးတော့နင်းအမြန်ဆုံးကျမ်းမာလာပါစေလို့အားပေးသွားပါသေးတယ်ဒီလိုရဲ့ကြောင့်ဆရာမလေးကိုကျန်ဟောကမြင်းမြင်းချင်းနွားနွားချင်းကြွေးသွားခဲ့တာပါ တညနေမှာတော့ဂျန်ဟော့ကဆေးရုံတဝိုက်ကိုလမ်းလျှောက်နေရင်းနဲ့လေကားနားမှာဆေးလေးတောင်းနေတဲ့ဒေအန်နဲ့ထပ်ပြီးတော့တွေ့ဆုံခဲ့ပါတယ်။ဒေအန်ရဲ့လက်ထဲမှာတော့လက်ထက်လက်စွပ်လိုထင်းနေခဲ့တော့ဆက်စုတဲ့အနေနဲ့ဂျန်ဟော့ကမေးလိုက်တဲ့အခါမှာဒါကသူမပွဲရတော့ကအမတ်တရလက်စွပ်လိုသာပြောခဲ့ပါတယ်။သူတို့တွေစကားပြောနေခဲ့တော့စီကန်တင်းကျပ်တဲ့သူနာပြူကောင်းဆောင်ရောက်လာတဲ့အတွက်ဒေအန်ကဂျန်ဟော့ကိုလူနာက secret တောက်လို့စုနေတဲ့ပုံစံဖမ်းလိုက်ပါတယ်။နောက်နေ့သူနာပြူလေးဒေအန်ကဂျန်ဟော့ကိုကျေးဇူးတင်တဲ့အနေနဲ့လာပြီးတော့တောင်းပန်ခဲ့ပါတယ်။ တဲငါတော့ထူးထူးဆန်းဆန်းသူ့ရဲ့ပကံတွေကအစားစားတွေယူပြီးတော့စားသွားတာကြောင့်သူကတန်တော်ကြည့်နေခဲ့ပါတယ်။ညပိုင်းမှာသူတို့ကကော်ဖီတူတူတောက်ကြပြီးတော့တဲအန်ကသူ့ရဲ့ကရင်ဘေးမှာစောင့်ရင်းနဲ့အိပ်ပျော်သွားခဲ့ပါတယ်။ဆေးလေးစားပြတ်နေတဲ့တဲအန်ကပို့ပြီးတော့ပင်ပန်းလွန်းတယ်လို့ဒေါသလည်းထွက်လွေလာတဲ့အတွက်ဆေးလေးတောက်နေတာကိုတွေ့တဲ့ဂျန်ဟော့ကိုတော့စူပွန်အုံောက်သွားပါသေးတယ်။တဲအန်ဆေးပင်ပန်းနေတာကိုသိတဲ့ဂျန်ဟော့ကတော့တဲအန်အတွက်ဆေးပင်ပန်းမှုပြပြအောင်မဆေးပို့ပေးတာတွေအချားလူနာတွေရဲ့ဟင်းတွေခိုးပေးတဲ့ပြင်တဲအန်အိပ်ဖို့အတွက်လည်းတက်တောင်တတရှိအောင်ပြင်ဆင်ပေးတတ်ပါတယ်။ တခါတလေအပြင်ကိုကိုးထွက်ပြီးတော့ဒဲန်ကိုဝီချဲပေါ်မှာတင်ပြီးတော့ပြောအောင်ဖန်တီးပေးခဲ့ပါတယ်။ဒဲန်ကအချာသူမရဲ့လုပ်ဘော်ကိုင်မဲ့တွေရှေ့ရောက်တော့ဂျန်ဟော့ကိုအေးမလုပ်ဖဲနဲ့နေခဲ့ပြီးနောက်ဆုံးဂျန်ဟော့ကလည်းယောဂတက်တာပြီးတော့အင်ပြန်ရတော့မယ်လို့ဆရာဝန်က ပြောခဲ့ပါတယ်။သူမထွက်သွားခင်ညမှာတော့ဂျန်ဟော့ကစာပနာတစ်ခုကနေပန်းတွေကိုယူလာပြီးတော့ဒဲန်ကိုပေးဖို့စူးစမ်းခြင်းပင်မဲ့အဲ့ဒီနေ့မှာအချာသူနာပြူရောက်လာတာကြောင့်မပေးဖြစ်ခဲ့ပါဘူး။စီယုံစင်းတဲ့နေ့မှာတော့ဂျန်ဟော့ကသူမကိုနှုတ်ဆက်ခြင်းပင်မဲ့ရှာမတွေ့ခဲ့တာကြောင့်သူ့အတွက်အယူမီဝိုင်းဖြစ်နေခဲ့ရပါတယ်။ ။ညရောက်တဲ့အခါမှာတော့တငယ်ချင်းတွေကဂျန်ဟော့ကိုလက်လျှော့ဖို့ဝမ်းပျော်ပြပေးမယ်။ဂျန်ဟော့ကလက်မလျှော့ဘဲနဲ့စေယုံကိုခိုးသွားပြီးတော့ဒေအန်ရဲ့ဖုန်းနံပါတ်ကိုရှာခဲ့ပါတယ်။ဒေအန်ရဲ့ဖုန်းနံပါတ်ကိုတွေးခဲ့ပေမဲ့ရေးမှတ်မလို့လုံနေတော့လူမိသွားတဲ့အတွက်နံပါတ်ရဲ့တဝက်ကိုသာရလိုက်ပြီးတော့ထွက်ပြေးလာခဲ့ရပါတယ်။အိမ်ရောက်တော့ဂျန်ဟော့တယောက်လက်မလျှော့သေးဘဲနဲ့သူမှတ်မိတဲ့ဖုန်းနံပါတ်တွေကိုချာရေးပြီးနံပါတ်အစင်လိုက်တိုင်းနံပါတ်တွေများစွာကိုတကူပြီးတကူခေါ်ဖို့စူးစမ်းခဲ့ပြီးတဲ့နောက်မှာတော့ဒေအန်ရဲ့ဖုန်းနံပါတ်ကိုရလိုက်ပါတယ်။ နေမကောင်းလို့အလုံးနားရတာကိုသိတဲ့ဂျန်ဟောကတော့အရန်ကိုပြောသွားခဲ့ရပြီးတော့သူ့ကိုလည်းတတိယနေချောင်းမှာသိလိုက်ရတော့အတိုင်းမသိဝမ်းသာသွားခဲ့ပါတယ်။ဂျန်ဟောကတော့သူ့ရဲ့ခင်မင်မှုကိုဒီမှရင်မရက်ပဲနဲ့ဒဲအန်းကိုသဘောကျအောင်ပုံမွေလေးလေးပြောလိုက်ပါတယ်။ဒဲအန်းကလည်းသူ့ရဲ့တိုက်ခန်းကိုလာခဲ့ဖို့ပြောတာကြောင့်သူ့အဖေရဲ့ကားကိုခိုးလာပြီးတော့ဂျန်ဟောကအပြေးလေးရောက်လာခဲ့ပါတယ်။တိုက်ခန်းကိုရောက်တဲ့အခါမှာတော့ဒဲအန်းကသူမအနေနဲ့အထီးကျန်တယ်လို့ခန်းစားနေရတာမျိုးဂျန်ဟောကိုဖိတ်လိုက်ရတာပါလို့ရှင်းပြပြီးသူတို့တွေကစကားပြောရင်းနဲ့ရိုးသားသားအိပ်ပျော်သွားကြပါတယ်။ မနေ့ကမှတော့ဂျန်ဟုတ်ကအခမ်းအနီးသီးတွေကိုလည်းပေးခဲ့ပြီးတော့မနေ့စာကိုပါပြည့်စည်ပေးလိုက်တော့အထီးကျန်နေတဲ့တန်အတွက်ဝါတာလုံးလိုမျက်ရည်တော်ကြကုန်ပါတယ်။သူတို့နှစ်ယောက်တဖြည်းဖြည်းနဲ့ဆိုင်းလာခဲ့ပြီးတော့ဆေးရုံကပြန်လာတာနဲ့ညစာတူတူစားကြတာတွေအလို့အပြန်ကြိုပေးတာတွေလုပ်ပေးတဲ့အထိနှွေးထွေးလာခဲ့ပါတယ်။သူမစိတ်ပီစီနေချိန်မှာပဲဂျန်ဟုတ်ကအတူတူရှိနေခဲ့ပေးပြီးတော့တနေ့မှဂျန်ဟုတ်ကအိမ်တန်းလက်ကလက်စွပ်မရှိတော့တာကိုသတိထားမိသွားပါတယ်။ ဂျန်နေငယ်မှာတော့ဒေအန်ကဂျန်ဟော့ကိုအလဲရက်မှာတူတူအချိန်ဖြုံးချမယ်လို့ပြောပြီးတော့သူတို့နှစ်ယောက်ကတူတူဈေးဝယ်ထွက်ကြပါတယ်။တခြားဇုံတွဲတွေဆင်တူဝေးကြတဲ့အချိန်မှာဂျန်ဟော့ကအယံဝလွန်နေတော့ဆင်တူအဝယ်စားဝတ်ဖို့ခန့်နေခဲ့ပါတယ်။ဒေအန်ကဈေးညော့နေတဲ့မက်ကရွန်ကိုဝယ်ခဲ့ပြီးတော့ဂျန်ဟော့ကိုကြွေးခဲ့တာတော့သူ့ရဲ့ဝိတ်ကိုရှော့ကျင်တဲ့ဂျန်ဟော့ကအချိုတက်တွေအများကြီးပါတဲ့အစားအစာတွေကိုမစားဖို့ငြင်းဆန်ခဲ့ပါတယ်။အားလည်းရဲ့နောက်ဆုံးနေ့မှာလေဒင်အန်ကဂျန်ဟော့အတွက်ဖနက်တရံကိုလက်ဆောင်ပေးပြီးတော့ဂျန်ဟော့ကဒီဖနက်ကိုစီပြီးသူ့ရဲ့လေးချိန်ကိုရှော့ချမယ်လို့ကတိပေးခဲ့ပါတယ် ဒီလိုနဲ့အချိန်တွေကြာလာတဲ့အမျှဂျန်ဟောကတဖြည်းဖြည်းနဲ့ပိန်လာခဲ့ပြီးတော့သူနဲ့ဒင်အန်တို့ရဲ့ဆက်ဆံရေးကလည်းပိုပြီးတော့ကောင်းလာပါတယ်။ရုံးမဂျန်ဟောကပိုပြီးအစင်းမြင့်တဲ့ကော်ပိုရေးရှင်းတစ်ခုမှယာယီဝန်ထမ်းအဖြစ်ပြောင်းရွှေ့ခြင်းခံခဲ့ရပြီးတော့အစင်းပြေတော့အမြဲတမ်းဝန်ထမ်းအဖြစ်လုပ်ရမယ်လို့ပြောထားတဲ့အကြောင်းကြားစာကိုလက်ခံခဲ့ရပါတယ်။ဒါကသူ့အတွက်အောင်းဆရာခွင့်လန်းတစ်ခုဆိုပေမဲ့သူအလုပ်လုပ်ရမယ်ကြောင့်အင်ဂျွန်မှမဟုတ်ဘဲနဲ့စိုးမှရှိနေတာကြောင့်သူကဒင်အန်ကိုခွင့်တောင်းခဲ့ပါတယ်။ သူတို့ပြောနေကြတဲ့ဆေးရုံကသူနာပြုဆရာမတွေရောက်လာခဲ့တာကြောင့်စကားပြတ်သွားပြီးတော့သူနာပြုတွေကလည်းဂျန်ဟော့ကိုအရင်ကယဉ်နီးတယ်လို့ခန်းစားရပြီးမှမမှန်မိပဲဖြစ်နေခဲ့ပါတယ်။နောက်ရက်မှာတော့ဂျန်ဟော့ကသူ့အတွက်ကိုပိုင်ကားတစ်စီးဝယ်လာပြီးတော့ဆိုးနဲ့အင်ချွန်းကိုအထက်တက်ခါကကူတမ်းပြီးလာတွေ့မယ်လို့ဂရိတွေပေးခဲ့ပါတယ်။ဂျန်ဟော့ရဲ့ပထမဆုံးအလုပ်စင်းတဲ့ရက်မှာတော့အထက်လူကြီးကသူ့ကိုဝန်ထမ်းတွေနဲ့မိတ်ဆက်ပေးပြီးတော့ယာယီစာချုပ်ချုပ်ထားတဲ့သူကသူတယောက်တည်းမဟုတ်ဘဲနဲ့ဘိုယွန်းဆိုတဲ့မိန်းကလေးတဦးပါရှိနေကြောင်းသိလာရပါတယ်။ နေ့လည်စာစားချိန်မှာတော့အဖွဲကသူတို့နှစ်ယောက်ကိုထမင်းတူတူစားဖို့ခေါ်ခြင်းမပြုတာကြောင့်ဘုံရုံးနဲ့သူသားနှစ်ဦးတည်းကြံခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့သူကလှုပ်ဖို့ကင်မတ်တွေအထည်ကြီးဖို့အတွက်စူးစမ်းနေရတဲ့အကြောင်းနဲ့ဘုံရုံးအချောင်းကိုလည်းဒန်အန်စီမှာရင်ဖွင့်ခဲ့ပါသေးတယ်။ဂျန်ဟော့ကလှုပ်ဖို့ကင်မတ်တွေမျက်နှာသာရဖို့ကော်ပြူဝဲတိုက်ပေမဲ့ဘုံရုံးကတော့သူ့စီကနေကွက်ချော်ကြိုက်သွားပါသေးတယ်။ project ကိုတင်ပြရမယ့်နေ့မှာဘုံရုံးဆွဲထားတဲ့တံတားရဲ့ဒီဇိုင်းကပြဿနာရှိနေတော့ပြည့်စည်ဖို့ရာခိုင်နှုန်းများတယ်လို့ဂျန်ဟော့ကထောက်ပြပြီးတော့ဘုံရုံးကိုပြန်လဲခြေပါလိုက်ပါတယ်။ ဘုံယုံပြင်ဆင်တဲ့အချိန်မှာလေသူမကိုအချင်းချင်းလှုပ်ပေးခြင်းနဲ့ဘုံယုံရဲ့အလုပ်တွေကိုနှောက်ရှက်ပြီးတော့စောစောစီစီထွက်သွားအောင်ဖိအားပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကာဒစီနဲ့ကူတန်လုံးနေတဲ့ဂျန်ဟော့ကတော့ပြင်ပန်းလာပြီးတော့အချင်းလူဒဲအက်အတွက်အချင်းတွေအများကြီးမပေးနိုင်ဖြစ်လာပါတယ်။အဲဒါကြောင့်ပဲဂျန်ဟော့ကစိုးမှာတိုက်ခန်းတခန်းငားနေခဲ့ပြီးတော့ဆန်နေလိုပိတ်ရက်တွေမှာပဲဒဲအက်စီပြန်တော့မယ်လို့အစီအစဉ်လိုက်ပါတယ်။တနေ့တနေ့စိတ်ပစည်းလာတဲ့ဘုံယုံကရုံးကန်းထဲမှာအိတ်ချိန်မှန်မှန်စားချိန်မှန်မှန်တာတွေဖြစ်နေပြီးတော့တကူလုံးညှင်းတိုးတိုးနေဖြစ်နေခဲ့ပါတယ်။ ဂျန်ဟောကတော့အလုံးမဒီလိုမနေသင်ဘူးလို့ထောက်ပြတဲ့အခါမှာစိတ်ပြစည်းနေတဲ့ဘိုးကျုံကမိမသားပြပြီးအငဲ့မျက်ရည်တွေနဲ့ဖြစ်နေတော့ဂျန်ဟောကဘုံရုံပေါ်တနာစိတ်တွေဝဲသွားပါတယ်ဒီလိုနဲ့တန်အန်ပိုးသမားစားတွေကိုလည်းဝင်မကြည့်ဖြစ်တော့ပဲနဲ့ဘိုးရုံနဲ့ပဲအချိန်ကုန်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့ရဲ့ project ကအောင်မြင်စွာတင်ပြနိုင်လိုက်တာကြောင့်နှစ်ယောက်လုံးအမြဲတမ်းဝင်နှံဖြစ်သွားပါပြီညနေပိုင်းသူတို့အတွက်ဂုံပြူပွဲမှာတော့ဂျန်ဟောကသူ့ရဲ့ယောဂအခြေအနေအားအရက်ကိုမတောက်ခဲ့ပေမဲ့မူးအောင်တောက်ထားတဲ့ဘိုးရုံကိုတော့ထိုင်းဆောက်ပေးပြီးတော့မိုးချုပ်တဲ့အထိအိမ်ပြန်လိုက်ဖို့ပေးခဲ့ပါသေးတယ် နောက်နေ့မှာတော့ဂျန်ဟော့ကဒဲအန်ရဲ့အိမ်ကိုသွားအိတ်ခဲ့ပါတယ်။ညကလည်းနေ့နေခဲ့တဲ့အချိန်မှာဒဲအန်ကလည်းသူ့ရဲ့စေယုံမှာအလုပ်တွေအများကြီးလုပ်နေရတဲ့အချိန်နဲ့ဆိုတော့သူမကဖုန်းဆက်ပြီးတောင်းပန်ခဲ့ပြီးတော့ဂျန်ဟော့ကိုအိမ်ကမီးလုံးလဲပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဂျန်ဟော့ကအိတ်ပြော်သွားပြီးတော့နောက်နေ့မှာဒဲအန်ပြောတာတွေကိုမလုပ်ဘဲနဲ့အလုပ်ကိုသာထွက်သွားခဲ့ပါတယ်။ရုံးမှာတတိကသူတို့နှစ်ယောက်ကိုချီးကျူးခဲ့ပြီးတော့သူတို့နှစ်ယောက်အတူတူတွဲလုပ်ဖို့ project အစ်တခုပေးခဲ့ပါတယ်။ဂျန်ဟော့ကတော့ဘိုးရင်းနဲ့အတူတွဲပြီးတော့အလုပ်ချိန်မှာပုံများလာပြီးဒဲအန်နဲ့တောင်စကားပြောချိန်ကတဖြည်းဖြည်းနှေးပါလာခဲ့ပါတယ်။ သူကိုယ်တိုင်ပြောရမယ့်ကိစ္စတွေကိုတော့ဖုန်းထဲကနေပြောနေရတာကြောင့်ဒေအန်ကစိတ်ပြက်လက်ပြက်ဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ဒုတိယ project ကလည်းအောင်မြင်လာခဲ့ပြီးတော့ဂျန်ဟောနဲ့ဘိုရင်တို့ကိုဂွန်ပြူညစာစားပွဲကျင်းပခဲ့ပါတယ်။ဂရီပေးထားတဲ့အချိန်မှာချစ်သူကိုစောင့်နေတဲ့ဒေအန်ကဂျန်ဟောဘယ်မှာရှိတယ်ဆိုတာသိရဖို့ဖုန်းဆက်လိုက်တဲ့အခါမှာဂျန်ဟောကအလုကအချိန်မှုဆင်းရတယ်လို့လင်ပြောလိုက်ပါတယ်။ဒီတခါမှာတော့ဂျန်ဟောကအရက်တူတူသွားဖို့သဘောတူပြီးတဲ့နောက်နောက်ရက်တွေမှာတော့ဘိုရင်ကဂျန်ဟောကို ECG လို့ဖို့အတွက်စူးစမ်းပါတယ်။ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့မီလုံးလဲညာတွေအမိုက်ပြစ်တာတွေကဂျန်ဟော့အတွက်စိတ်နှောက်ယှက်ဖြစ်စေပြီးတော့သူတို့အတွက်ဂျင်းကိုစားပြီးတော့ဖြစ်စေပါတယ်။သူတို့နှစ်ယောက်ကစိတ်ကိုထိမ့်ပြီးတော့တီတီငိမ့်ငိမ့်နေတဲ့အချိန်မှာဒဲအန်ကသူ့မှာမီနီမလာတာကြာပြီးလို့ဝန်ခံလိုက်ပါတယ်။ဂျန်ဟော့ကသူ့ကိုသူဖခင်ဖြစ်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့တွေးပြီးတော့ဒီကိစ္စကိုချောင်းထွက်သွားပါတယ်။နောက်နေ့မှာသူကဒီအကြောင်းတွေးပြီးတော့ဆိတ်ရှုပ်နေတဲ့အချိန်မှာဒဲအန်ကသူ့မှာကိုယ်ဝင်လေးဘက်ရှိနေပြီဆိုတာကိုလှမ်းပြီးတော့အတီးပြူပေးလိုက်ပါတယ်။အဲဒီကြောင့်ကိုတီးပြီးတဲ့နောက်မှာတော့ဒေါသထွက်နေတဲ့ဂျန်ဟော့ကဘုံယုံကိုပါအော်ထုတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ကလေးအတွက်ဖားခင်အမိခံဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်မှာတော့တန်ရန်အတွက် OG သွားပြဖို့ခွင့်တရရယူပြီးတော့တန်ရန်နဲ့အတူတူအချိန်ပြုံးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီညမှာဂျန်ဟော့ရဲ့ဖုန်းထဲကနေစားတို့တွေတေရဆက်ရောက်နေခဲ့တာကြောင့်တန်ရန်ကအလုပ်ကိုပြန်သွားခိုင်းလိုက်ပါတယ်။အလုပ်တွေပြီးတဲ့အခါမှာတော့ဂျန်ဟော့ကဘုံရုံအနာမှာဆက်မနေပဲနဲ့တန်ရန်စီကိုသာပြန်သွားပြီးတော့အရင်လိုအင်ချိုးနဲ့ဆိုးကိုအသွားပြန်ကူးတန်းနေပါတယ်။ဒီလိုလောက်တာကသူ့အပေါ်မှာအတော်ပင်ပန်းစေပြီးတော့အိမ်မာရောအလုပ်မှာပါပြက်ကွက်မှုတွေများများလာပါတယ်။ ဒါပေမဲ့လည်းဂျန်ဟောကဘိုယွန်းနဲ့ရှိနေရတာကိုပို့ပြီးတော့သားရနေခဲ့တော့ဒဲန်နဲ့တူတူဈေးဝယ်ထွက်ရတဲ့အချိန်တွေကိုတော့ညှဉ်းညူစာပြုလာခဲ့ပါတယ်။စိတ်ဆိုးသွားတဲ့ဒဲန်ကတော့တကယ်လို့သူတို့နှစ်ယောက်ရဲ့ relationship ကိုဂျန်ဟောကသာစိတ်မပါရင်ရက်စဲနိုင်ကြောင်းနဲ့ကလေးကိုလည်းဖျက်ချမယ်လို့အသိပေးလိုက်ပါတယ်။ဒါကိုကြားလိုက်ရတဲ့ဂျန်ဟောကစိတ်ဆိုးပြီးတော့ဒဲန်ကိုထားပြီးတော့ဒီကနေထွက်သွားခဲ့ပါတယ်။နောက်တနေ့မှာတော့ဒဲန်အတွက်ဝယ်ထားတဲ့လက်စွပ်ကဂျန်ဟောစီကိုယောက်လာခဲ့ပါတယ်။ ဒါပေမဲ့စိတ်ဆိုးနေစေဖြစ်တဲ့ဂျန်ဟောကတော့လက်စုပ်ကိုတင်လိုက်ပြီးတော့သူနဲ့အနီးဆုံးမှရှိတဲ့ဘိုယွန်းကိုချစ်သူအဖြစ်ပြောင်းလဲလိုက်ပါတယ်။ဂျန်ဟောနဲ့ဘိုယွန်းတို့ကအားလက်ချိန်တိုင်းမှာအတူတူကုံဆုံးခဲ့ကြပြီးတော့နှစ်ယောက်စလုံးကလည်းပျော်ရွှင်နေခဲ့ကြပါတယ်။ဂျန်ဟောကလမ်းမှာသူနာပြုဝိစုံနေတဲ့လူတွေကိုတွေ့လိုက်တော့ဒန်ဟန်ကိုတတိမရနိုင်အောင်အတက်နိုင်အောင်စူးစမ်းလိုက်ပါတယ်။သူတို့ရဲ့ project တွေပြီးသွားတာနဲ့ဂျန်ဟောနဲ့ဘိုယွန်းတို့ကသက်ဆိုင်ရာကုမ္ပဏီကိုတွားရတော့မှဆိုတော့နှစ်ယောက်သာခွဲခွာရတော့မှဖြစ်ပါတယ်။အလုပ်ကိုရောက်တဲ့အခါမှာဘိုယွန်းကနိုင်ငံသားကိုအကြောင်းသွားတက်တော့မယ်လို့အသိပေးပါတယ်။ ဘောရုံမရှိတော့တဲ့နောက်ပိုင်းဂျန်ဟောကသူ့အကြောင်းကိုတေချာစဉ်းစားပြီးတော့သူ့လွန့်ပစ်ထားတဲ့လက်စုပ်ကိုပြန်ရှာပြီးဒေအန်စီကိုပြန်သွားဖို့ဖြစ်လာခဲ့ပါတယ်။လေရင်ကွေးမှာဒေအန်ကိုတွေးလိုက်ရပြီမဲ့ဒေအန်ရဲ့ပြီးမှာကသူ့မဟုတ်ပဲဝဝတုတ်တို့ဂျန်ဟောကိုပါတွေးလိုက်ရပါတယ်။တကယ်တော့ဂျန်ဟောကနမဲတူနှစ်ယောက်ဖြစ်ပြီးတော့ပိန်နဲ့ဂျန်ဟောကဒေအန်ရဲ့အရေးကြီးဆုံးဖြစ်ပါတယ်။ဂျန်ဟောခြေတော်ကျိုးပြီးတော့ဆေးရုံကိုရောက်လာတဲ့အချိန်မှာဒေအန်နဲ့စတင်တွေးဆုံလိုက်တာဖြစ်ပြီးတော့ဒေအန်ကလည်းဂယုဆိုင်ကျင်နာပေးတာကြောင့်နှစ်ယောက်သားဆက်ဆံရေးကောင်းတဲ့အခြေအနေဖြစ်သွားကြတာပါ။ လူပဲလေးဂျန်ဟောရဲ့ဖောက်ပြန်တတ်တဲ့အချက်ကြောင့်ချစ်သူတင်အဲကဝဝတောက်တော့ဂျန်ဟောစီကိုစရိုင်းရိုင်းသွားခဲ့ရတာဖြစ်ပါတယ်။ဂျန်ဟောနှစ်ယောက်ကြားမှာမတူညီတဲ့အချက်တွေအများကြီးရှိပေမဲ့ဝဝတောက်တော့ဂျန်ဟောကဒန်အပေါ်ကျင်းလာပြီးတော့စာနာစိတ်အပြည့်ရှိတဲ့အတွက်ဒန်ကလည်းခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုအသေးချာချပြီးတော့ရည်စားကိုဆုံးဖြတ်လိုက်တာပါ။ဆောင်တီယာမရတဲ့ဂျန်ဟောကတော့ဘုံယုံစီကိုအမြန်သွားပြီးတော့လက်ထက်ခွင့်တောင်းခဲ့ပေမဲ့ဘုံယုံကလည်းသူ့ရဲ့အနာဂတ်အတွက်ညှင်းဆိုလိုက်တာကြောင့်လှေနဲ့နှစ်ပတ်နင်းတဲ့ဂျန်ဟောလည်းနောက်ဆုံးလှေပေါ်ကနေပြုတ်ကျပြီးတော့ ဘယ်သူမှလက်မခံမင်းနဲ့အသေးကွဲသမားကြီးဖြစ်ကြံရစ်ခဲ့ပါတော့တယ်။ဘယ်လိုပဲဖြစ်ဖြစ်နေပါစေဝါတုတ်လေးဂျန်ဟောကတော့အချစ်ကြောင့်ဒုမနာသားလေးကိုတီးကျင်မှတီးမှာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။